မနှင်းစပဋိစ္စဓမ္မေစအတွေးအာယုန်တွေဉာဏ်နဲ့အာယုန်တွေကြတော့ခုနကဘဝင်စိတ်ကလေးထဲမှာဉာဏ်နဲ့အာယုန်ကဘဝင်စိတ်ကလေးကိုသွားတိုက်လိုက်တဲ့အခါကျတော့ဘဝင်စိတ်ကလေးနဲ့သူကသွားတိုးတာအဲ့ဒါကျတော့ကြည့်ရမှာနန်းနန်းချင်းတိုက်တာလဲပါမယ်။ဘာလို့လို့ဆိုရင်အာယုန်ကနန်းဆိုလို့ရှိရင်ဘဝင်စိတ်ကလည်းနန်းပဲ။နန်းနန်းချင်းတိုက်ပြီးတော့အတိစိတ်တစ်ခုပေါ်မယ်။ဟုတ်ကဲ့လား။မှန်ပါပါ။အဲ့ဒါကျတော့မနောဝိညာဏ။ စွန့်ထက်တဲ့စိတ်တွေပေါ်လာတယ်အဲ့ဒီဘဝင်စိတ်ကလေးနဲ့ဓမ္မယုံနဲ့ဒီနှစ်ခု ပေါင်းဆက်ပြီးတော့တိုက်ခိုက်မိလိုက်တဲ့အခါကျတော့တခြားသိစိတ်တွေပေါ်လာတယ်တဲ့ကုသိုလ်စိတ်တွေပေါ်မယ်အကုသိုလ်စိတ်တွေပေါ်မယ်စွန့်ထက်တဲ့စိတ်တွေအဲ့ဒီမှာပေါ်တယ်အတွေးစိတ်တွေပေါ်တယ်ဟုတ်ကဲ့လားမှန်ပါပါခင်ဗျာခေါင်းကုတ်ရတာအဲ့ဒီစိတ်မျိုးပဲပေါ့အဲ့တော့ မနင်းစပဋိစ္စဒီနေရာမှာဟရယင်းစပဋိစ္စဓမ္မေစလို့ဘုရားမဟောတာအဲ့ဒါစဉ်းစားကြည့်ကြပါကျန်တဲ့နေရာမှာတော့သကုသောတဂါနစီဝါကာယ base တွေကယုတ်တရားတွေဖြစ်ခဲ့တဲ့နဲ့ဒီ6ခုမြောက်ရောက်တဲ့အခါကျတော့မြတ်စွာဘုရားကမနင်းစပဋိစ္စဓမ္မေစလို့ဟရယင်းစပဋိစ္စဟရယဝုထုံစပဋိစ္စဓမ္မေစလို့မဟောဘူးတဲ့ ခရိယဝတ္ထုတက်တက်ကမပေါ်နိုင်ဘူးလို့ဆိုတဲ့အဓိပ္ပာယ်မရပါဘူးလားရပါတယ်ခင်ဗျာခရိယဝတ္ထုတက်တက်နဲ့မပေါ်ဘူးတဲ့ဟုတ်ကဲ့လားမှန်ပါပါဒီမှာအဲ့တော့အခြေခံဘဝင်စိတ်နဲ့ဘဝင်စိတ်ကနေဖြတ်တန်းရတာဖြစ်လို့ဒါဟောတာဘဝင်စိတ်ဟာမိုင်းတိုးပဲအဲ့ဒီကနေဝင်ပြီးတော့ဖြတ်တန်းတာဖြစ်လို့ဒီဘဝင်စိတ်လေးနဲ့ဓမ္မအာယုံနဲ့ဓမ္မယုံနဲ့တွဲလိုက်တဲ့အခါပေါင်းဆက်မိတဲ့အခါကျတော့မနောဝိညာဉ်လို့ဆိုတဲ့ အစွမ်းထက်တဲ့စိတ်တွေပေါ်လာတယ်လို့ဒီလိုဟောတာမှန်ပါပါဗျာ